အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလည်ပါတယ်ကောင်းမွန်သောညာကင်းလေးဖြစ်ပါဒီညာကနေပြီးတော့စုမောင်းအောင်တောင်းပေးလိုက်ပါတယ်အဲလက်ရှိ Arsenal အသင်းရဲ့ဒါကျွန်တော်တို့အားကစား director အသစ်ဖြစ်လာမယ်ဒါကျွန်တော်တို့ Barda တယောက်ကတော့သူ့အနေနဲ့တော့ Barda ဆိုဖတ်တတ်ဆိုင်မဟုတ်ဘူးသူ့နဲ့သူ့ရဲ့နာမည် Barda ပေါ့နော် Barda တယောက်အနေနဲ့အခုလက်ရှိမှာ သူကဇူဘီမန်ဒီထက်စာရေးတာအာစနယ်ကွင်းလယ်မှာဒါကြောင့်နျူကာဆယ်ယူနိုက်တက်ကွင်းလယ်ကကျွန်တော်ကစားသမားဖြစ်တဲ့ဘရူနိုဂါမီရက်စ်ကပို့ပြီးတော့တင့်တော်မေလို့လက်ရှိသတင်းတွေရသိရတယ်မှာပါတယ်လက်ရှိမှာသိကြတယ်မဲ့ဒါကျွန်တော်တို့အာစနယ်အသင်းနေတဲ့ဒါကျွန်တော်တို့ဇူဘီမန်ဒီနဲ့အတူဒါကျွန်တော်ပုတ်ကူရေးရရသဘောတူညီမှုရရှိထားခဲ့ပြီးလာမယ့်နေရာဒီမှာအာစနယ်အသင်းနေကစားသမားကိုဒါစာချုပ်ဖြတ်သိမ်းခြင်းပေးပြီးတော့ ခေါ်ယူသွားဖို့အတွက်ပြင်ဆင်နေဆိုလည်းအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။လက်ရှိမှာတော့ကျွန်တော် Andrea Barta အနေနဲ့ဒါသူ့အနေနဲ့ဒါကျွန်တော်လက်ရှိမှာ Dumendi ကိုခေါ်ယူခြင်းနဲ့ဆိုင်သူ့နဲ့ Premier League ဂျွန်နဲ့နေတဲ့ Bruno Gamires ကိုသာပို့ပြီးတော့ခေါ်ယူခြင်းလို့ကြားသိရတယ်မှာပါတယ်။ Andrea Barta နဲ့ဒီနေရာမှာ Bruno Gamires ကိုအသင်းသားခေါ်ယူသွားခဲ့မယ်ဆိုတော့သူ့အနေနဲ့ဒါကျွန်တော်တို့ကစားသမားကွင်းလေကစားသမားဖြစ်တဲ့ Thomas Partey ကိုရောင်းချသွားဖို့အတွက်ပြင်ဆင်လာမယ်လို့ကြားသိရတယ်မှာပါတယ်။ Thomas Partey ကလက်ရှိမှာဒါကျွန်တော်သိတဲ့အတိုင်းမှာ Arsenal သင်းနယ်လာမယ့်နေရာဒီမှာအဓိကအသင်းကနေပြီးတော့ထွက်ခွာခွင့်ပေးတဲ့ ထွက်ခွာဝင်ပေးမယ်ကစားသမားတွေတယောက်ဖြစ်တယ်ဒါပထမတော့အာဆနယ်အသင်းအနေနဲ့လက်ရှိမှာဒါတောမက်စ်ပါတီကိုစာချုပ်တက်တန်တိုးတင့်မတိုးတင့်ဆိုတဲ့ပုံစံမျိုးကိုစဉ်းစားနေကြတာဖြစ်တယ်။တည်ကြတယ်မဲ့သူ့ရဲ့ဒါကျွန်တော် personal history တချို့ကိစ္စလေးတွေရှိတဲ့ကြောင့်အာဆနယ်အသင်းအနေနဲ့အခုလက်ရှိမှာတောမက်စ်ပါတီရဲ့စာချုပ်တက်တန်ကိုတော့တိုးဖို့အစီအစဉ်မရှိတော့ဘူးဆိုတဲ့သတင်းတွေကတစ်ပြေးနဲ့တစ်ပြေးပို့ပို့ပြီးတော့များလာခဲ့ပြီးပို့ပို့ပြီးတော့ကျန်းလာခဲ့တယ်လို့ပဲဆိုရမယ့်အနေထားတစ်ခုရောက်သွားခဲ့။အဲ့တော့ဒီနေ့မှာကျွန်တော်အာဆနယ်အသင်းနဲ့ဒီနေ့ဒါကျွန်တော်တို့နာမည်ဆိုဒီနေ့မှာလာမည်နေရာဒီအပြောင်းရှိမှာဒါကျွန်တော်ကွင်းလည်နေရာအတွက်ဇူဘီမန်ဒီလိုကစားသမားမျိုးကိုဦးစားပေးခေါ်ယူဖို့အတွက်ပြင်ဆင် င်ခဲ့တယ်။ကစားသမားနဲ့လည်းပုံကူရရသဘောတူညီမှုရတယ်ဆိုတဲ့တဲ့နေ့လည်းထွက်ခဲ့တဲ့အပြင်ကစားသမားကိုလာမယ့်နေရာဒီမှာစာချုပ်ဖြတ်သိမ်းကြီးပေးလိုက်ယုံနေတဲ့ဒါကျွန်တော်တို့ အဲခေါ်ယူလို့ရနိုင်မယ့်ခွေးတစ်ခုအာဆနယ်သိရထားတာဖြစ်ဒါပေမဲ့လက်ရှိနောက်ဆုံးကြားရတဲ့သတင်းတွေကအာဆနယ်သိရလက်ရှိအာဂဇာရိုက်ဇာအစ်စ်ကတော့ကျွန်တော်တို့ဇူဘီမန်ဒီကိုသဘောသိမှကြောက်သူနဲ့ပရီးမီးယားလုဂျော်နတ်နေတဲ့ဘရူနိုဂါမီရက်စ်ကိုပဲသဘောချနှက်တဲ့နေလို့ကြားသိရတာမှာပါအဲ့တော့ဘရူနိုဂါမီရက်စ်ကိုတော့အခုလက်ရှိမှာဒါကျွန်တော်တို့အာဆနယ်သတင်းနဲ့စိတ်ဝင်စားနေတာမဟုတ်ဘဲနဲ့လက်ရှိမှာလစ်ဗာပူးသင်္ကောစီတီသင်္ကောစိတ်ဝင်စားနေတယ်အဓိကတော့ဒီနေ့မှာညူကာဆယ်ယူနိုက်တက်အသင်းနေဒီနှစ်မှာဖလားရရှိရမရရှိဒါမှမဟုတ်ကျွန်တော်ဒါအရေးကြီးဆုံးကဥရောပဝင်ခွင့်ပေါ့နော်အဲ့ဒါဒီနှစ်ခုကဒါကျွန်တော်ညူကာဆယ်အသင်းရဲ့ကစားသမားတွေထွက်ဤမထွက်ဤပုံမှန် ာတော်တော်လေးကိုမူတည်နေတယ်လို့ပြောလို့ရတယ်ဘရူနိုကာမီရက်စ်ကိုလည်းလက်ရှိမှာဒါကြောင့်အသင်းနဲ့စာချုပ်တက်တဲ့2018ရှိသေးတယ်တော့ကြောင့်မို့တကယ်နဲ့ပြန်တွေ့ကြည့်မယ်ဆိုတော့ စာချုပ်အသက်တမ်းအရ3နှစ်လောက်ကြာနေသေးတဲ့အတွက်ကြောင့်မလားညူကဆယ်အနေနဲ့ဈေးကင်လို့ရတဲ့နေသားတစ်ခုရှိရလို့ကြားသိရတယ်မှာပါတယ်။တချို့သောကောလာဟာလာတွေမှာဘူနိုဂါမီရက်ဆာစာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးလာမယ့်နေရာဒီမှာ activate ဖြစ်သွားနိုင်တယ်ဆိုတော့ကောလာဟာလာတွေလထွက်နေတာရှိတယ်။ဒါပေမဲ့ဒါကတော့ဒီမပြုတ်နိုင်သေးဘူး။ဒါပေမဲ့လက်ရှိမှာဒါကြောင့် Premier League ထိပ်သီး3သင်းဖြစ်တဲ့ City, Arsenal, Liverpool 3သင်းလုံးကဘူနိုဂါမီရက်ကိုတော်တော်လေးကိုစောင့်ကြည့်နေရတယ်မှာပါပါတယ်။အဲ့တော့ ဒီကစားသမားကိုဘယ်အသင်းကဘလို့ခေါ်ယူနိုင်သွားမယ်ဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ဒါပေမဲ့အရေးကြီးတာကညူကာဆယ်ယူနိုက်တက်ပေါ့နော်။အဲ့တော့လစ်ဗာပူးတင်းရဲ့လက်ရှိလာမယ့်နေရာဒီမှာဒါဘရူနိုဂါမီးရစ်ကိုခေါ်ခြင်းနဲ့ဆိုရင်တော့သူတို့ကိုကာရာဘောမှာအနိုင်ယူဖို့လိုတဲ့အပြင်ကိုဒါမန်ချက်စတာစီးတင်းနဲ့ညူကာဆယ်ယူနိုက်တက်ဒါကြောင့်ချန်ပီယံလိမဝင်ဖို့အရေးကိုဒါအဓိကတားဆီးရမယ်ဒီမှာပါ။အဲ့တော့လက်ရှိလာမယ့်နေရာဒီမှာအာဆုံတင်းကဒါညူကာဆယ်ယူနိုက်တက်ကစားသမားနှစ်ယောက်ကိုဆူပလုတ်သွားဖို့ရှိတယ်။သူကစားသမားနှစ်ယောက်တက်တာကျွန်တော် အာဆနိုသင်းအနေနဲ့ပေါင်သန်း200လောက်ထိလဲတုံးသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဆိုတော့ကောလာဟာလာရထွက်လာခဲ့တယ်အဲ့တော့ဒီနှစ်ယောက်ကတည်ရတဲ့မှာကျွန်တော်တို့ဒါအာဆနိုသင်းနဲ့ဒါတိုက်ဆင်မှုဖြစ်တဲ့အလက်ဇန္ဒားအီဆက်ကနံပါတ်1 priority မှာရှိတယ်လို့ဆိုတဲ့အကြောင်းကဒါဒေးဗစ်အော်စတင်ဂရန်သူ့ရဲ့ YouTube channel မှာဒါပြောသွားခဲ့တော့တွေ့ရမှာတော့ဗါလေအာဆိုသည်လက်ရှိတိုက်စစ်မှုခေါ်ယူရေးနေရာမှာအစစ်တပ်နေရာမှာယက်တီနေတာကတော့အလက်ဇန္ဒားအီဆက်သွားတယ်အခုလက်ရှိကွင်းလယ်မှာတော့အန်ဒရီယာဘာတာကလက်ရှိမှာဘရူနိုကာမီရက်စ်ကိုနံပါတ်1ပြင်မဲ့ပြောင်းလဲပြီးပြစ်ထားလိုက်ပြီးတော့ကြားသိရတယ်မှာအဲ့တော့ပြောချင်တာညူကဆဲဒါကျွန်တော်တို့ကစားသမား2ယောက်ကိုဒဂျိုင်းနဲကိုဒါကျွန်တော်အာဆနိုသင်းခေါ် ်မယ်ဆိုရင်တော့အခက်ခဲပုံစံမျိုးရှိလာနိုင်တယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့အကယ်၍ဒါညူကာဆယ်ယူနိုက်တက်တင်တဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်တို့ အာဖလားအောင်မြင်မှုဒါမှမဟုတ်တာကျွန်တော်တို့ဥရောပဝင်ဝင်မရခဲ့ဘူးဆိုရင်တော့အာဆိုတဲ့ဒီနှစ်အောင်ဆုံးကိုခေါ်ကွာတယ်မှုတဲ့အခွင့်အရေးတွေရှိရလို့ပဲမြင်မိတယ်ဗျဒါပေမဲ့နှစ်ယောက်ကိုခေါ်မယ်ဆိုရင်တော့ပေါင်တန်း200အောက်ထက်တော့အနည်းဆုံးသုံးရမယ်လို့မြင်တယ်နှစ်ယောက်လုံးကလည်းလက်ရှိစာချုပ်သက်တမ်းရကြံ့နေသေးတဲ့အတွက်ကြောင့်မို့ဒီကစားသမားတွေကို Newcastle United အသင်းနဲ့ရောင်းမယ်ဆိုရင်တော့သူတို့ဘတ်ဇက်ထဲကဈေးရှိတဲ့အတိုင်းသာရောင်းဖို့နေထားမှာရှိတယ်အဲ့တော့အာဆိုတဲ့နဲ့လာမယ့်တွေရဲ့ဒီမှာ Bruno Gamirus ကို target ထားနေတာဘယ်လောက်ထိဖြစ်နိုင်မဖြစ်နိုင်ချက်တော့ချက်တော့စောင့်ကြည့်ရတယ်မှာပါတယ် Alexander Isak က number 1 priority ဖြစ်ကြောင်းကို David Austin ကိုလည်းပြောသွားကြမှာဒါဟာ level 1နဲ့ နေနဲ့ယုံလို့ရပြီလို့ပြောလို့ရတယ်တော့ပါတယ်အဲ့တော့လက်ရှိမှာအာဆနယ်ပြိတက်တွေကတော့ကျွန်တော်ဇူဘီမန်နေနဲ့ဘရူနိုဂါမီရက်စ်ကိုဘယ်သူကိုပူကြိုက်လဲဘရူနိုဂါမီရက်စ်ကိုတချို့ကအာဆနယ်ပြိတက်တွေကမကြိုက်ဘူးသူတို့အသင်းကိုတွေးတယ်အမြင်နဲ့လေလို့ဒါပြဿနာရှာတဲ့ကောင်မသိပြီးတော့သဘောမကျတဲ့တော့ပါတယ်ဒါပေမဲ့လေကိုယ့်အသင်းမှာလူကစားသမားတယောက်ရှိတယ်ဆိုလည်းမဆိုးဘူးလို့ပြောလို့ရတယ်တော့ပါတယ်တလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV for you တို့မှာချေလို့ဆိုပေါအောင်ကြည့်လို့ရပါတယ်ညများလေးလေးကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment နေထဲမှာလေ Youth Sport Media 3.0နဲ့ TV for you တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျိုးစော ကူညီပေးလို့ရပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျမြန်မြန် clip မှမြန်မြန်နေဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောနေ့နေဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AC တွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့ကျွန်တော်ကုန်ပြီပါဗျဒီပါဗျ